မင်္ဂလာပါ2016ခုနှစ်နိုဝင်ဘာလသတုဒ္ဓဘတ်အတွက်လွတ်လပ်တဲ့အာရှအသံ RFA ရုပ်မြင်သံကြားသတင်းမဂ္ဂဇင်းအစီအစဉ်ကို American ပြည်ထောင်စု Washington DC မြို့တော်ကနေထုတ်လွှင့်နေပါပြီကျွန်တော်ကရဲမော်ပါ RFA ရုပ်မြင်သံကြားအစီအစဉ်ကိုမြန်မာစံတော်ချိန်ည8:00နာရီကိုရနေ9:00နာရီအထိတင်ဆက်သွားမှာပါဒီတစ်ပတ်အစီအစဉ်မှာပထမဆုံးတစ်ပတ်အတွင်းထူးခြားမြန်မာသတင်းတွေကိုတင်ပြသွားမှာဖြစ်ပါတယ်အဲဒီနောက်ရှမ်းပြည်နယ်မြောက်ပိုင်းမူဆယ်မြို့အနီးကတိုက်ပွဲတွေနဲ့နောက်ဆက်တွဲအခြေအနေတွေအကြောင်းရခိုင်ပြည်နယ်မြောက်ပိုင်းမောင်သောဒေသကနောက်ဆက်တွဲအခြေအနေတွေအကြောင်း

KIA, TNLA, MNDAA နဲ့ AA အဖွဲ့ပူးပေါင်းထားတဲ့မြောက်ပိုင်းမဟာမိတ်တပ်ပေါင်းစုဟာနိုဝင်ဘာလ20ရက်နေ့ကမူဆယ်ကော့ခိုင်မွန်ဂိုနဲ့ကျူကုတ်ပန်ဆိုင်ကအစိုးရတပ်စခန်းတွေနဲ့ရဲကင်းတွေကိုတချိန်တည်းတပြိုင်တည်းတိုက်ခတ်ခဲ့ကြပါတယ်။အစိုးရတပ်မတော်ဘက်ကနှစ်ရှည်ထိုးစစ်ဆင်ပြီးစစ်ရေးအရာဖိအားပေးနေတာကိုတုံ့ပြန်တဲ့အနေနဲ့ထိုးစစ်ဆင်နွှဲရတာဖြစ်တယ်လို့မြောက်ပိုင်းမဟာမိတ်တပ်ပေါင်းစုအဖွဲ့ကကြေညာချက်ထုတ်ပြန်ပါတယ်။ ဒါပြင်ရှမ်းပြည်မြောက်ပိုင်းတွင်ဒေသခံတွေခရီးသွားလာမှုရာရီရဆိုင်ထားဖို့နဲ့ဘေးလွရာပြောင်းရွှေ့နေထိုင်ကြဖို့ကိုလည်းထုတ်ပြန်ခဲ့ပါတယ်။တိုက်ပွဲတွေကြောင့်မူဆယ်105မိုင်ကုံတွယ်ရေးဆောင်အနီးတစ်ဝိုက်ကဒေသခံတွေမူဆယ်မြို့ခံတွေတရုတ်နိုင်ငံဘက်ကိုထွက်ပြေးတင်းရှောင်ခဲ့ကြပါတယ်။ထွက်ပြေးလာတဲ့သူတွေကိုတရုတ်နိုင်ငံကျေကောင်းမြို့မှာယာယီစခန်းဖွင့်ပြီးတရုတ်အာဏာပိုင်တွေကအကူအညီပေးခဲ့ပါတယ်။နိုဝင်ဘာလ23ရက်နေ့မှာတော့မူဆယ်မြို့ပေါ်မှာအခြေအနေတွေပုံမှန်ပြန်ဖြစ်လာနေပြီး ထွက်ပြေးတင်းရှောင်နေတဲ့သူတွေနေရပြန်လာနေကြပါတယ်။ပြည်သူတွေအနေနဲ့ကောလာဟလာတွေကြောင့်နေအိမ်တွေကိုမစွန့်ခွာကြဖို့ပုံမှန်အတိုင်းရောင်းဝယ်ရေးလုပ်ငန်းတွေလှုံ့ဆော်ကြဖို့ခရိုင်ထွေတွေအုပ်ချုပ်ရေးဦးစီးဌာနကပန်ကြားချက်ထုတ်ပြန်ထားပါတယ်။ဒီတော့တွင်မှာပဲကျူကုတ်ပန်ဆိုင်နဲ့မုံကိုမြို့နယ်တွေမှာအစိုးရတပ်မတော်နဲ့မြောက်ပိုင်းမဟာမိတ်တပ်တွေတိုက်ပွဲဆက်လက်ဖြစ်ပွားနေတယ်လို့သိရပါပါတယ်ရှင်။ ရှမ်းပြည်နယ်အရှိမြောက်ဒေသမှာဖြစ်ပွားနေတဲ့လက်နက်ကိုင်ပဋိပက္ခတွေနဲ့ပတ်သက်ပြီးအမျိုးသားပြန်လည်တင်မြင်ရင်းနဲ့ငင်းငယ်ရေးဗဟုဌာနဥက္ကဋ္ဌဒေါအောင်ဆန်းစုကြည်နာမည်နဲ့နိုဝင်ဘာလ23ရက်နေ့မှာကြေညာချက်တစောင်းထုတ်ပြန်လိုက်ပါတယ်။အဲ့ဒီကြေညာချက်မှာအမျိုးသားပြန်လည်တင်မြင်ရင်းနဲ့ငင်းငယ်ရေးကိုအာရုံစိုက်နေချိန်မှာနိုဝင်ဘာလ20ရက်နေ့ကစတင်ပြီးတိုက်ပွဲတွေဖြစ်ပွားခဲ့တဲ့အတွက်စိတ်မကောင်းဖြစ်ရကြောင်း လက်နက်ကိုင်ပဋိပက္ခတွေခြုံငင်းရေးအတွက်နိုင်ငံလုံးဆိုင်ရာပြစ်ခတ်တိုက်ခိုက်မှုရစဲရေးစာချုပ် NCA ကိုလက်မှတ်ထိုးဖို့လိုကြောင်းလည်းပါရှိပါတယ်။ဒါ့အပြင်ရှမ်းပြည်နယ်အရှေ့မြောက်ဒေသမှာဖြစ်ပွားနေတဲ့လက်နက်ကိုင်ပဋိပက္ခတွေခြုံငင်းရေးအတွက် NCA မှာအ мян ဆုံးလက်မှတ်ထိုးပြီးပြစ်ခတ်တိုက်ခိုက်မှုရစဲရေးပြည်သူများမျှော်လင့်နေတဲ့ရင်းညံရေးပန်းနိုင်ကိုအရောက်လှမ်းနိုင်ရေး လာမယ့်2018ခုနှစ်ဖေဖော်ဝါရီလမှာကျင်းပမယ့်20ရာစုပင်လုံဒုတိယအစည်းအဝေးမှာဒန်းတူရီတူပါဝင်နိုင်ရေးတို့ကိုရှေ့ရှုပြီးငြိမ်းချမ်းရေးခရီးကိုအတူတကွလက်တွဲလျှောက်လှမ်းကြဖို့လည်းဒေါအောင်ဆန်းစုကြည်ကတိုက်တွန်းထားပါတယ်ရှင်။တမရော်ကာကွယ်ရေးဦးစီးချုပ်ဘိုးချုပ်မှုကြီးမင်းအောင်လှိုင်ဟာတရုတ်နိုင်ငံသားဌာနဒုတိယဝန်ကြီးလျူကျင်မင်း တရုတ်ဗဟိုစစ်ကော်မရှင်ဒုတိယညှိနှိုင်းကော်ကဲရေးမှူးပိုချုပ်ကြီးဇူဖန်လင်းနဲ့နိုဝင်ဘာလ25ရက်နေ့ကနေပြည်တော်ဘရင်နောင်ရိပ်သာမှာတွေ့ဆုံခဲ့တယ်လို့ကာကွယ်ရေးဦးစီးချုပ် Facebook စာမျက်နှာမှာဖော်ပြထားပါတယ်။တရုတ်မြန်မာနယ်စပ်မှာကချင်တအန်းပလောင်ကိုကန်နယ်ရခိုင်တိုင်းရင်းသားလက်နက်ကိုင်လေးဘွဲနဲ့တိုက်ပွဲတွေဖြစ်ပွားနေချိန်မှာတရုတ်ထိပ်တန်းအရာရှိတွေအပြင်စစ်ဘက်ခေါင်းဆောင်တွေနဲ့ပါတွေ့ဆုံဆွေးနွေးကြတာလည်းဖြစ်ပါတယ် အဲ့ဒီနောက်ညနေပိုင်းမှာတော့မြန်မာနဲ့တရုတ်နိုင်ငံသားရေးဌာနတာဝန်ရှိတဲ့သူတွေနေပြည်တော်နိုင်ငံသားရေးဝန်ကြီးဌာနမှာတွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။တရုတ်အစိုးရအနေနဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကိုလက်မခံမှုဆွေးနွေးသွားမယ်လို့မြန်မာနိုင်ငံသားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူဦးကျော်စရာကအရင်ရက်ပိုင်းက RFA နဲ့ဆက်သွယ်မေးမြန်းရမှာပြောဆိုခဲ့ပါတယ်ရှင်။ရှမ်းပြည်မြောက်ပိုင်းမှာဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေဟာအမျိုးသားပြန်လည်တင်မြေကြီးကိုထိခိုက်စေဖို့မရည်ရွယ်ပဲကန့်သက်စစ်သားဖြစ်တယ်လို့ KIO ကချင်လွတ်မြောက်ရေးအဖွဲ့ကနိုဝင်ဘာလ23ရက်နေ့နေဆွဲနဲ့ထုတ်ပြန်လိုက်ပါတယ်။မူဆယ်105မိုင်ပန်ဆိုင်နမ်ခန့်နဲ့ကုတ်ခိုင်ဒေသအနီးမှာနိုဝင်ဘာလ20ရက်နေ့ကစပြီးဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေနဲ့ပတ်သက်လို့အခုလိုထုတ်ပြန်လိုက်တာပါ။တိုင်းရင်းသားဒေသတွေမှာ2021ခုနှစ်ကစတင်ဖြစ်ပွားခဲ့တဲ့ဒကြော့ပြန်တိုက်ပွဲတွေဟာလျော့နေသွားခြင်းမရှိဘဲတပ်မတော်ဘက်ကတာလွန်အင်အားသုံးပြီးနှစ်ရှည်ထိုးစစ်ဆင်နေတဲ့အတွက် ဒီစစ်ရေးဖိအားပေးမှုကိုတုံ့ပြန်တဲ့အနေနဲ့မြောက်ပိုင်းဒေသက KIA ကချင်လူမျိုးရေးတပ်မတော် AA ရခိုင်တပ်မတော် MNDA ကိုကန်အဖွဲ့နဲ့ TNL တအံအမျိုးသားလူမျိုးရေးတပ်မတော်တို့စုပေါင်းပြီးကန့်သက်စစ်ဆင်နွှဲရတာလို့ဒီထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်တိုက်ပွဲတွေအတွင်းအရက်သားပြည်သူတွေရဲ့အကျိုးစီးပွားကိုမထိခိုက်ရအောင်အထူးသတိထားဆောင်ရွက်သွားမှာဖြစ်ကြောင်းလဲ KIO ရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်ရှင်။ ရှမ်းပြည်မြောက်ပိုင်းမှာဖြစ်ပွားနေတဲ့တိုက်ပွဲတွေဟာကန့်သက်စစ်ဖြစ်တယ်လို့ပြောတာကိုလက်မခံနိုင်ကြောင်းနဲ့နိုင်ငံရေးနိလန့်နဲ့ဆွေးနွေးအဖြေရှာကြဖို့နိုင်ငံတော်တိုင်ပင်ခံပုဂ္ဂိုလ်ဒေါအောင်ဆန်းစုကြည်ကတိုက်တွန်းထားကြောင်း NLD ပါတီနာကသူရဦးတင်ဦးကပြောလိုက်ပါတယ်။နိုဝင်ဘာလ24ရက်နေ့ကရန်ကုန်မြို့ NLD ရုံးချုပ်မှာပြုလုပ်တဲ့66ကြိမ်မြောက်အမျိုးသားအောင်ဝင်နေ့အခမ်းအနားမှာဦးတင်ဦးကအခုလိုပြောခဲ့တာပါ။အခုပြောတယ်ဒါကန့်သက်စစ်ဆိုတဲ့စကားလုံးပြောတယ်ကျွန်တော်လက်မခံဘူး။ဒါဟာ ဒီသမယိုးကြတိုက်ရတဲ့ကျွန်တော်တို့ဒီခေကန္တာအကြောင်းကိုအခြေခံပြောတာပါဒီအချိန်နေမရောက်ပါဘူးအခုဟာကကပောက်ကြီးကပောက်ကြစူပောင်းပြီးပြစ်တာခတ်တာတော့ပဲရှိပါတယ်ရှမ်းပြည်မြောက်ပိုင်းမှာဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေဟာအမျိုးသားပြန်လည်တင်မြေရေကိုထိခိုက်စေဖို့မရည်ရွယ်ပဲကန့်သက်စစ်တာဖြစ်တယ်လို့ KIO ကထုတ်ပြန်ခဲ့ပြီးအခုလိုပြောဆိုခဲ့တာလည်းဖြစ်ပါတယ် တိုင်းသားလက်နက်ကိုင်အဖွဲ့တွေအနေနဲ့ပြစ်ခတ်တိုက်ခိုက်တဲ့နည်းနဲ့မဟုတ်ပဲညှိနှိုင်းဆွေးနွေးကြဖို့ဒေါအောင်ဆန်းစုကြည်ကအစဉ်တစိုက်ပြောဆိုနေတဲ့အကြောင်းလဲဥတင်ဦးကထည့်သွင်းပြောဆိုသွားခဲ့ပါတယ်ရှင်။ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့တောင်ကြီးခရိုင်ပါတီဥက္ကဋ္ဌဦးတင်မောင်တိုးကိုပါတီကနေထုတ်ပယ်ပြီးရှမ်းပြည်နယ်ပါတီဥက္ကဋ္ဌဒေါခင်မိုးမိုးကိုယာရုကနေဖယ်ရှားဖို့ NLD ဗဟုအလုံးမှုဆောင်အဖွဲ့အစည်းအဝေးကဆုံးဖြတ်လိုက်တယ်လို့သိရပါဗျ။ နေပြည်တော်စီပင်အဲ့ရိတ်သားဝင်းထဲမှာရှိတဲ့ Unison စားတောက်ဆိုင်မှာပြုလုပ်တဲ့အစည်းအဝေးကနေအယူခံရုံးရဲ့ဆုံးဖြတ်ချက်အတိုင်းအရေးယူဖို့သဘောတူလိုက်တာဖြစ်တယ်လို့ဦးဝင်းထင်ကပြောပါတယ်ပါတီကအထောက်ခံလာရတဲ့ကိစ္စနဲ့ပတ်သက်ပြီးရှမ်းပြည်နယ်ဥက္ကဋ္ဌဒေါခင်မွမွနဲ့တောင်ကြီးခရိုင်ဥက္ကဋ္ဌဦးတင်မောင်တို့တို့ကအယူခံဝင်ခဲ့တဲ့အတွက်ပါတီကအခုလိုခုံရုံးဖွဲ့စစ်ဆေးခဲ့ပြီးအမေချမှတ်လိုက်တာဖြစ်ပါတယ်။ ယာရုကဖယ်ရှားခံရတဲ့သူတွေဖြစ်တဲ့ရှမ်းပြည်နယ်ရဲ့ပါတီစီကံထိန်းသိမ်းရေးတာဝန်ယူထားတဲ့ဒေါ်မီမီနဲ့ဒေါ်ယူမီဇော်တို့ကိုတော့မူလတာဝန်တွေပြန်လည်ထမ်းဆောင်မှုဆုံးဖြတ်လိုက်တယ်လို့ဦးဝင်းထင်ရပြောပါတယ်။တောင်ကြီးခရိုင် NLD ပါတီဥက္ကဋ္ဌဦးတင်မောင်တို့ဟာပါတီ CEC အဖွဲ့ကို Facebook ပေါ်မှာစော်ကားရေးဆိုပြီးဗဟုအတွင်းရေးမှုအဖွဲ့ဝင်ဦးဝင်းထိန်ကထုတ်ပေးခဲ့တာဖြစ်ပါတယ်။ပြည်내ဥက္ကဋ္ဌဒေါခင်မုံမုံနဲ့ဒေါ်မီမီဒေါ်ယူမီဇော်တို့ကိုလည်း2015ခုနှစ်ရွေးကောက်ပွဲမှာ ပါတီအောင်နိုင်ရေးအတွက်ပူးပေါင်းဆောင်ရွက်ခြင်းမရှိဘူးဆိုပြီးဖော်ရှားခဲ့တာဖြစ်ပါတယ်ရှင်။လက်ရှိအစိုးရလက်ထက်မှာဥပဒေစီမံစည်းကမ်းတွေနဲ့မညီဘဲမှတ်ပုံတွေထုတ်ပေးခဲ့တဲ့ဝန်ထမ်းတွေအပါအဝင်လာဝကဝန်ထမ်း40ကျော်ကိုအရေးယူထားတယ်လို့သိရပါတယ်။ဝင်ကြီးဌာနကိုတိုင်ကြားလာတဲ့အပေါ်စစ်ဆေးအရေးယူတာဖြစ်ပြီးပြီးခဲ့တဲ့နှစ်ကအရေးယူခဲ့တဲ့ဝန်ထမ်းအရေးအတွက်ထပ်ပိုများတယ်လို့လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနအမြဲတမ်းအတွင်းဝင်ဦးမြင့်ကျိုင်ကပြောပါရယ် အရင်ယူခံထားရတဲ့သူတွေထဲမှာအောက်ခြေအဆင့်ကနေအရာရှိအဆင့်ထိပါဝင်ပြီးယာရူးလျှော့ချတာအလောက်ကထုတ်ပေတာတွေအပြင်တချို့ကိုထောင်ချတဲ့အထိအရေးယူဆောင်ရွက်ထားတယ်လို့လည်းဦးမြင့်ကြံရပြောပါရယ်အရင်ယူခံရတဲ့သူတွေထဲမှာပြည်내နဲ့တိုင်းအသီးသီးကဝန်ထမ်းတွေပါဝင်ပြီးလအစဉ်အရေးယူဆောင်ရွက်တာတွေပြုလုပ်နေတာလို့လည်းသိရပါရယ်ရှင်ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကိုထွက်ပြေးလာတဲ့ရိုဟင်ဂျာမွတ်စလင်တွေကိစ္စအရေးပေါ်ဖြေရှင်းပေးဖို့မြန်မာတပ်အမတ်ကြီးကိုခေါ်ယူတတိပေးပြောကြားခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား၏ဌာနကနိုဝင်ဘာလ24ရက်နေ့ကသတင်းထုတ်ပြန်ခဲ့ပါတယ်။ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေနဲ့ရှခိုင်ပြည်နယ်ကအခြေအနေတွေကိုအလေးနက်စိုးရိမ်မိကြောင်းထွက်ပြေးလာတဲ့သူတွေကိုကာကွယ်ဖို့ဘင်္ဂလားဒေ့ရှ်နယ်သားစောင့်တပ်တွေအနေနဲ့ကြိုးပမ်းနေပေမဲ့လူကြီးတွေအမျိုးသမီးတွေနဲ့ကလေးငယ်တွေထောင်ထဲချီပြီးနေဆက်ဖြတ်ကျော်လာနေဆဲဖြစ်ကြောင်းလည်းကြေညာချက်မှာဖော်ပြထားပါတယ်။တပြင်းနေဆက်မှာဖြတ်ကျော်ဖို့စောင့်ဆိုင်းနေတဲ့သူတွေထောင်ထဲချီပြီးရှိနေတယ်လို့လည်းသိရကြောင်း ဒီမွတ်စလင်လူနည်းစုတွေနဲ့ပတ်သက်လို့ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းတွေကိုမလာအောင်ကာကွယ်ပေးဖို့မြန်မာဆွေအကိုတောင်းဆိုခဲ့ကြောင်းလည်းသိရပါတယ်ရှင်ဒီတစ်ပတ်အတွက်တစ်ပတ်တွင်းသတင်းတွေကတော့ဒီလောက်ပါပဲရှင်လူလက်တဲ့အာရှအတန်း RFA ရဲ့သတင်းမဂ္ဂဇင်းအစီအစဉ်ကိုထုတ်လွှင့်နေရပါရှမ်းပြည်မြောက်ပိုင်းမှာဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေကြောင့် နိုဝင်ဘာလ22ရက်နေ့အင်္ဂါနေ့ကတရုတ်မြန်မာနယ်စပ်မူဆယ်မြို့ပေါ်မှာအယောင်းဝယ်ရက်တန်နေပြီးမူဆယ်မြို့ကဒေသခံတချို့လည်းတရုတ်နိုင်ငံဘက်ကိုတင်းဆောင်နေကြရပါတယ်။အပြည့်အစုံကို RFA တရင်တော်ကိုရဲထက်ကမူဆယ်မြို့ကနေတရင်ပေးပို့ထားပါတယ်။တန်းဒီမြောက်ပိုင်းကတိုက်ပွဲတွေကြောင့်တရုတ်မြန်မာပုံသွယ်ရေးဆက်ဆံကြတဲ့105မိုင်နယ်စပ်ကိတ်မှာလမ်းတွေဖိတ်ဆို့ပြီးအယောင်းဝယ်တွေရပ်ဆိုင်နေပါတယ်။နိုဝင်ဘာလ20ရက်နေ့ကစပြီးအစိုးရတပ်နဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ကြားကတိုက်ပွဲတွေဟာ ဒီကနေ့ထိဇက်တိုက်ဖြစ်နေတဲ့အတွက်အခုဆိုရင်နေဇက်ကုံရဲ့ဟာရတန်းတလောက်ဖြစ်သွားပြီလို့မူဆယ်နန်ခန့်ကုံရဲ့မြားစင်းကထွေထွေတွေးမှုဥထုံးမှုကပြောပါတယ်။နေ့ကဖြစ်ပေါ်ပြီးတဲ့နောက်ပိုင်းမှာတော့ခုနပြောလို့ကုံတယ်မှုကတော့နည်းနည်းလေးရတန်းသွားတယ်ပေါ့တရလုံးနေပါပေါ့နော်။အဲအဲ့တော့ဒီနေ့အောင်ပြန်ဆက်ပြီလားအဲဒီနေ့တော့ဆောစောလုံးကကျွန်တော်တက်ဆိုင်ရာဌာနကိုလမ်းပြီးတော့တာဝန်ရှိတဲ့လူမင်းကြီးတော့သူတို့ကတော့ဆက်ပြီးတော့လုပ်ကန်ဆောင်ရွက်နေပါပြီလို့တော့ပြောပါတယ်ဒါပေမဲ့ကျွန်တော်တော့ကိုယ်တိုင်တက်ရောက်ကြည့်ရှုမှုခြင်းတော့မရှိရသေးပါဘူး ီတရားငမ်းမှန်ကုံတော်ကြီးလမ်းကြောင်းမှာရန်ကုန်မန္တလေးစီးတယ်မှန်လုံကားတွေခုချိန်ထိသွားလာတာမရှိသေးပါဘူး PIO ကိုကန့်ပလောင်နဲ့ရကိုင်တက်မတော်တိုင်းနာလက်နက်ကိုင်အဖွဲ့တွေကပြည်သူလူထုကိုဖိသွားလာတာတွေမလုပ်ဖို့နိုဝင်ဘာလ22ရက်ရက်စွဲနဲ့ပြည်ညာချက်ထုတ်ပြန်ထားတာကြောင့်မူဆယ်မျိုးတွေမှာရောက်ရှိနေတဲ့လူထုဟာမျိုးတွေကနေပြန်ထွက်ဖို့ကိုပဲကြိုးပမ်းနေကြတာပါမင်းညပိုင်းကမူဆယ်မျိုးခရိုင်ရဲစခန်းရှိမှာပြစ်ခတ်မှုဖြစ်ပွားခဲ့ပါတယ် ရဲသားတွေထိခိုက်မှုမရှိပေမဲ့ရဲစခန်းနေရှိဆိုင်ခန်းတွေတနက်မှန်ခဲ့ပါတယ်။ပြစ်ခတ်မှုဖြစ်ပွားခဲ့တဲ့ရဲစခန်းနေကဆိုင်ခန်းပိုင်ရှင်မျိုးသမီးတယောက်ကတော့အဲ့ဒီပြစ်ခတ်မှုတွေကြောင့်အလုံးကြောက်နေကြတယ်လို့ပြောပါတယ်။တချို့အိမ်တွေကြအိမ်ထဲတွေရောဝင်နေနိုင်ကြီး၊ချို့အိမ်အတွင်းထဲဖျားပုံတွေပါလေအဲ့လိုမျိုးအကုန်လုံးထိကြတယ်။တအိမ်တအိမ်ချင်းစီပေါ့။တအိမ်ချားလောက်စီ။တို့အိမ်ကတော့မှန်ပေါင်လေးဒီအရှိတလောက်ပဲဖြစ်တာ။ဘယ်လက်နက်ကန်အဖွဲ့စည်းကမူဆယ်မျိုးတွေကိုလာပစ်တယ်ဆိုတာအတိအကျမသိရပေမဲ့ အနီးနားဝင်းကျင်မှာရှိတဲ့ဆိုင်ရှင်တွေကတော့ KNU ကိုကံပလောင်နဲ့ရကိုင်တက်မတော်တိုင်းသားလက်နက်ကိုင်အဖွဲ့တွေကလာရောက်ပစ်ခတ်တာလို့ပြောကြပါတယ်။ဆိုင်ငန်းတကားတွေမှန်ကောင်တာတွေတချို့ဆိုင်ငန်းတွေဆိုစီစံဖောင်းဝင်သွားပြီးတန်ခတ်နိုင်တွေပါစီစံထိမှန်ထားတာတွေ့ခဲ့ရပါတယ်။တိုက်ပွဲတွေကြောင့်တရား၅မိုင်ဒိတ်ဝင်းကျင်ကြေးရွာတွေကနေတိတ်ဆောင်လာတဲ့စစ်ပြေးဒုက္ခသည်တွေဟာလူတွေမျိုးပေါ်ကမဟာဝန်ကျောင်းစွန်စော်ကျောင်းနဲ့နန့်ကွန်ဘုံကြီးကျောင်းတွေမှာခိုးလုံနေကြပါတယ်။ ဒုက္ခတွေတွေကိုနေခံအလူရှင်တွေကလည်းအစာတောက်တွေနဲ့ဝတ်ထည်တွေကူညီနေကြတယ်လို့ရက်ချင်နေတဲ့ဆရာဝန်အဖွဲ့တွေကလည်းကူညီနေတယ်လို့မူဆယ်ဂယုနာနာယေးကူညီမှုအသင်းဥက္ကဋ္ဌဦးတောင်းထွန်းကပြောပါတယ်ကျွန်တော်အတင်းရတော့အဓိကနာယေးလောက်တာဖြစ်တဲ့အတွက်နာယေးဖြစ်တဲ့လူတွေကိုကူညီပေးတယ်ဒဏ်ရာရတဲ့လူတွေကိုကူညီပို့ဆောင်ပေးတယ်ဟိုတွေးဝါဆေးလည်းထောက်ပံ့ပေးတယ်စားတောက်ဟာလည်းထောက်ပံ့ပေးတယ်နောက်အခုစစ်ဆောင်တဲ့ပြည်သူတွေကိုလည်းကျွန်တော်အတည်ပို့လုပ်ပေးပါတယ်အားလုံးနေရာချထားပေးပါတယ်မူဆယ်ခရိုင်ရုံးရဲ့မနေ့ကထုတ်ပြန်ချက်အရ ဘူဆယ်ခရိယံဘုံကြီးကျောင်းမှာတင်းချောင်းနေသူအပါအဝင်ဒုက္ခသည်2600ကျော်ရှိနေတယ်လို့သိရပါတယ်။နိုဝင်ဘာ20ရက်နေ့ကစတင်ခဲ့တဲ့တိုက်ပွဲတွေကြောင့်စင်ပြူနန်းတော်မန်ဝင်းစတဲ့နေစပ်ဒိတ်တွေကနေတဆင့်ပြုနိုင်ငံဘက်ကိုတင်းချောင်းနေကြတဲ့သူတွေအများပြားရှိနေတယ်လို့သိရပါတယ်ခင်ဗျာ။ RFA တရင်ကကိုရဲထက်မူဆယ်မျိုးကနေတရင်ပေးပို့ခဲ့တာပါတည့်ရက်ထဲမှာပဲကုတ်ခိုင်နဲ့မူဆယ်အကြားကားလန်းတစ်ချောင်းမှာတိုက်ပွဲဖြစ်ပွားခဲ့ပါတယ် မူဆယ်နဲ့ကုတ်ခံရတဲ့အခြေအနေတွေနဲ့ပတ်သက်ပြီး RFA တရင်သားကိုကန်တာကရိုက်ကူးပေးပို့ထားတာကိုကိုကျော်သူကတင်ပြထားပါဗျာ။ဒီနေ့မနေ့ကကုတ်ခိုင်နဲ့မူဆယ်လမ်းပိုင်းမှာရှိတဲ့နမ်ပတ်လွန်ကျေးရွာအဝယ်မှာပြစ်ခတ်တံတွေကြားရကြောင်းအဲ့ဒီမှာရောက်နေတဲ့ RFA သတင်းထောက်ကပြောပါတယ်။အဲ့ဒီနမ်ပတ်လွန်ကျေးရွာတဝိုက်မှာမနေ့ညနေကရင်ငယ်တစည်းကို လက်နက်ကင်အဖွဲ့ကစစ်ဆေးပြီးရင်မောမှာပါလာသူတချို့ကိုဖမ်းဆီးသွားတယ်လို့အခင်းဖြစ်နေရာမှာရှိနေတဲ့ရင်မောင်းတွေကပြောပါတယ်။ဒဏ်ရာရရှိထားတဲ့သူတွေကမန္တလေးကနေမူဆယ်ကိုဖျဲသီးလာပို့တဲ့ရင်မောင်းကိုညီစော်ကမနေ့ကဖြစ်ခဲ့တဲ့အခြေအနေကိုအခုလိုပြောပါတယ်။ဟိုကတော့ဘောင်းလားကျွန်တော်သိတယ်ခရပြီဒီဘဖိတ်ရတာလေးပေါင်းတော့လက်ဘူးလက်ဘူးကျွန်တော်ပိုကားစီကိုပြေးတယ်နော်အားတော့တော့ရောဖုံးတော့ယူပြောတာ လူတွေတဲ့ဘာမရှိတော့မကြည့်တော့တော့အပေါ်ပါတဲ့ကားဆရာနဲ့ကဘာမရှိဘူးတို့တွေကတော့ဘာလုပ်ကြလဲညပပါတော့ဒီမှာအေးပြန်မလာတော့ဘောတော့ကြည့်အဲ့တော့တော့တော့ဒါကြီးဝတ်တော့ဘာလုပ်လဲဒါကြီးဝတ်တော့ပြန်ရောက်တော့ပြီးတော့အဲ့ဒါလည်းပြည့်တော့ပြည့်တော့ဒီမှာကျလာမှာတော်နိုင်ကြတော့ပါသွားပြီးတော့ပါအေးနေတယ်တော့ဒီပေါ်ပါအေးနေတယ် 干了，先把裤子先别了，啊，裤子这里先别提，提。ဒီနေ့မနေ့9နာရီကျော်မှာရင်းတွေကိုတက်မတော်စစ်ကြောင်းကသွာလာခွင့်ပြုခဲ့ပါတယ်။မနေ့ညပိုင်းမှာလက်နက်ကင်အဖွဲ့ကကားတော်တွေဖြုတ်ယူသွားတဲ့အတွက်ကားတချို့ကသွာလာလို့မရသေးဘူးဖြစ်နေတယ်လို့ရင်းမောင်းကိုစိန်မောင်မြင့်ကပြောပါတယ်။ တော်ရီပြန်ရှာတော့ကျွန်တော်ကျွန်တော်တော်ရီကမတွေ့မတွေ့တော့သူများတော်ရီနဲ့ပတ်ဖွင့်လို့မရသူများတော်ရီနဲ့ပတ်ဖွင့်လို့မရတော့ကျွန်တော်ဆိတ်ရကြပြီတကယ်ငါးခန်းစင်းရင်းလူညီလေးတို့ကားပေါ်အဲ့သူဆိုကားပေါ်အိတ်ကြအဲကားပေါ်အိတ်ကြတော့ကျွန်တော်ညီကိုအနေရောအဲ့သူအရှိရကျွန်တော်နောက်ကအိတ်ကအဲ့တော့ပထမတော့ကျွန်တော်ဥစ္စာမပြည့်သေးဘူးပြနောက်ဆုံးမှကျွန်တော်တို့ပြည့်သွားတာပေါ့ဟုတ်အပြည့်သွားတော့ကျတော့ဘယ်လိုပြောမလဲဆိုလို့ရှိရင်တိုင်းတိုင်းပြည့်တော့ ဒီလိုမျိုးဝတ်တော့ဝတ်တော့ဝတ်တော့လို့ပြောတော့ဝဲနေတယ်။အမှန်ကိုသုံးချက်စတဲ့ပြေ။အဲ့မှာကျွန်တော်ကလက်ထီးရကျွန်တော်မသိဘူး။လာချိုမူဆယ်လမ်းမကြီးကိုတက်မတော်ကလုံုံရေးယူပေးထားတာတွေ့ရပါတယ်။ကိုခိုင်နဲ့မူဆယ်ကြားလမ်းတစ်လျှောက်မှာဒီကနေ့နေ့လယ်အထိနေရာကွက်ကြားတိုက်ပွဲတွေဖြစ်ပွားနေပြီးခီးတဲ့ရင်တွေပိတ်မိတယ်လို့ပုံမှန်အတိုင်းသွာလာနေကြတဲ့ကားတချို့ကိုလည်းတွေ့ရပါတယ်ခင်ဗျာ။ ကုခိုင်မြို့နယ်ကအခြေအနေနဲ့ပတ်သက်ပြီးတင်ပြခဲ့တာပါ။ရခိုင်ပြည်နယ်မုံတော်မြို့နယ်အတွင်းမှာဖြစ်ပွားခဲ့တဲ့အကြမ်းဖက်တိုက်ခတ်မှုတွေကြောင့်ဒေသခံတွေဟေကြားစိုးရင်ကြောက်လန့်မှုတွေရှိနေဆဲဖြစ်ပါတယ်။မုံတော်မြို့နယ်ကလက်ရှိအခြေအနေတွေနဲ့ပတ်သက်ပြီး RFA တရင်တော့ကိုကျော်သူကနိုဝင်ဘာလ22ရက်နေ့ကတင်ပြထားပါတယ်ခင်ဗျာ။ရခိုင်ပြည်နယ်မုံတော်မြို့နယ်တွင်ပြီးခဲ့တဲ့အောက်တိုဘာလ9ရက်နေ့ကဖြစ်ပွားခဲ့တဲ့အကြမ်းဖက်တိုက်ခတ်မှုတွေနောက်ပိုင်းဒေသတည်ငြိမ်အေးချမ်းရေးအတွက်ဆောင်ရွက်နေချိန်မှာပဲနောက်ထပ်အကြမ်းဖက်လှုပ်ရှားမှုတွေဆက်လက်ဖြစ်ပေါ်ခဲ့တာဖြစ်ပါတယ် ။ရခိုင်ပြည်နယ်အစိုးရအနေနဲ့ကတော့တည်ငြိမ်အေးချမ်းရေးကိုအဓိကထားပြီးအတက်နိုင်ဆုံးဆောင်ရွက်နေတယ်လို့ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဦးညီပုကမနေ့ကစစ်တွေလေးစိတ်မှာသတင်းတောက်တွေကိုပြောပါတယ်။တည်တည်ငြိမ်ငြိမ်ဖြစ်အောင်တော့ဒါကျွန်တော်တို့အတက်နိုင်ဆုံးနဲ့ဦးစားပေးပြီးတော့တော့လုပ်သွားမှာပါ။ကျွန်တော်တို့ရဲ့အဓိကလုပ်ငန်းအနေနဲ့ပြောရရင်လည်းဒါလုံုံကြီးတည်ငြိမ်ရင်းနဲ့ဖွံ့ဖြိုးရေးဆိုပြီးတော့နှစ်ခုဒီနှစ်ခုကိုပဲအဓိကထားလုပ်ပါတယ်။မောင်နှောက်ဒေသမှာတည်ငြိမ်အေးချမ်းရေးအတွက်အစိုးရက ဆွဲတင်စစ်လို့ခေါ်တဲ့ကျေးရွာတွေမှာနေထိုင်တဲ့မွတ်စလင်မိသားစုတွေကိုတပ်ပုံမှတ်တမ်းတွေနဲ့စစ်စစ်မှုတွေဆောင်ရွက်နေတာကိုလည်းတွေ့ရပါတယ်။ဒါ့အပြင်ရက်ရွာတွေအတွင်းမှာလက်နက်ခမ်းရမ်းပြီးကြောက်စတဲ့လူကိုအန္တရာယ်ဖြစ်စေနိုင်တဲ့အရာတွေကိုလက်ဝယ်ရှိရင်တပ်ဆိုင်ရာကိုအံ့နံကြဖို့နှိုးဆော်ထားတယ်လို့မောင်တော်မြွနဲ့ဂေါတူတာယကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးဦးတင်အောင်ကပြောပါတယ်။ ဟိုနှုတ်ဆိုတာကတော့ဒီလိုပေါ့မိမိအိမ်တွင်းနိုင်ပေါ့ဟိုလက်နက်ခရီးများစုဆောင်ထားတာပေါ့အဲ့လိုရှိခဲ့ဆိုမျိုးဌာနဆိုင်ရာတက်ဆိုင်ရာကိုရှင်းပြလာပြလာပြအပ်ဖို့ပေါ့ဒါမဲ့သူတို့ကတော့ဒီအခုချိန်ထိတော့အဲ့လိုလာလာပြီးတော့အဲ့လိုဟိုလာအပ်တာတော့အကြောင်းကြားတာတော့အဲ့လိုမျိုးမရှိသေးပါဘူးမနေ့ကလူမှုဝန်ထမ်းကဲဆယ်ရေးနဲ့ပြည်လည်နေရခြားရေးဝန်ကြီးဌာနပြည်တော်စုဝန်ကြီးဒေါက်တာဝင်းမြန်အေးနဲ့အဖွဲ့ဟာမောင်နှမမြို့နယ်အတွင်းကရခိုင်နဲ့မော်စလင်ကျေးရွာအချို့ကိုတွားရောက်ပြီးဆန်းစီစားပဲစတဲ့ စားနပ်ရေးကအချို့ကူညီထောက်ပံ့ပေးခဲ့ပါတယ်။ရခိုင်တိုင်းသားတွေရဲ့ခြေရွာတွေမှာအမျိုးသမီးရောအမျိုးသားတွေပါရွာထဲကနေအပြစ်မထွက်ဘဲရှိနေကြပေမဲ့မွတ်စလင်ခြေရွာတွေမှာတော့အမျိုးသမီးနဲ့ကလေးငယ်တွေကသာအများဆုံးတွေ့ရပါတယ်။ခြေလက်ဒေသတွေမှာရှိတဲ့မွတ်စလင်ခြေရွာတွေဟာမောင်နှောမျိုးပေါ်နဲ့ဆက်သွယ်သွားလာတာမရှိတာကြောင့်စာဝန်ကြီးရဲ့အတွက်အခက်အခဲဖြစ်ရတယ်လို့မောင်နှောမျိုးနဲ့ပဂုံးနာခြေရွာကမွတ်စလင်တအူးဖြစ်သူမမောက်အန်နဝါကပြောပါတယ်။အဒီမှာလို့အလောလောလွတ်မြန်စီဘူး။ wani sawo ne da tutu aka kipi da raju na wa mwando tuwa limi yawo bukuma zafin limi yawo raju na tuwa tutu aka isi aka kipi da sawo ne yene a can fa takai muri ma မောင်နှောမြောက်ပိုင်းဒေသမှာအ धिक ဖြစ်ပွားနေတာဖြစ်တဲ့အတွက်အဲ့ဒီဒေသမှာရှိတဲ့ရခိုင်တိုင်းရင်းသားကြေးရွာတွေဟာလုံခြုံရေးအတွက်ကြေးရွာသားတွေကိုယ်တိုင်အလှည့်ကျကင်းဆောင်နေကြရတယ်လို့ဒေသခံတွေက ပြောပါတယ်။တချို့ရခိုင်တိုင်းရင်းသားကြေးရွာတွေမှာတော့ ရွာမှာဆက်လက်မနေရဲတာကြောင့်ဘုသိတော်မြို့ကိုထွက်ပြေးခိုးလုံတာတွေအခြားမြို့တွေကိုအခြေချဖို့ပြောင်းရွှေ့တာတွေလည်းရှိနေတယ်လို့သိရပါတယ်ခင်ဗျာနိုဝင်ဘာလ24ရက်နေ့ကကြာရောက်တဲ့96ကျင်းမြောက် အမျိုးသားအောင်ပွဲနေ့အခမ်းအနားကိုရန်ကုန်မြို့ပြည်သူ့ရင်ပြင်မှာရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ကဦးဆောင်ပြီးကျောင်းသားတမတ်ကအဖွဲ့တွေအရက်ဖက်အဖွဲ့အစည်းတွေနဲ့နိုင်ငံရေးသမားတွေပူးပေါင်းပါဝင်ပြီးကျင်းပခဲ့ပါတယ်။အဲ့ဒီအခမ်းအနားကိုအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နာရကသူရဦးတင်ဦးနဲ့တိုင်းဒေသကြီးလှုပ်တော်ကိုယ်စားလှယ်တွေတက်ရောက်ခဲ့ပြီးကျောင်းသားတမတ်ကအဖွဲ့အစည်းတွေပြည်သူတွေလည်းတက်ရောက်ခဲ့ပါတယ်။ RFA တရင်တော်ကိုကျော်သူကတင်ပြထားပါတယ်။အခမ်းအနားကိုရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းတက်ရောက်ခဲ့ပြီးလက်ရှိအစိုးရဟာ ပြည်သူနဲ့တသားတည်းကြဖို့လိုအပ်ကြောင်းပြည်သူလူထုရဲ့ဆန္ဒတွေကိုအကောင့်တွေဖော်နိုင်ဖို့အတွက်ပြည်သူလူထုလက်ထက်ကိုအာဏာပြန်အပ်ခဲ့တာဖြစ်ကြောင်းဒီကနေ့အခမ်းအနားမိန့်ခွန်းမှာပြောကြားခဲ့ပါတယ်။ဆိုရမှာပြည်သူနဲ့တသားတည်းကြဖို့လိုပါတယ်။ပြည်သူလူထုရဲ့အတန်းလေးပြည်သူလူထုရဲ့ဆန္ဒတွေကိုအကောင့်တွေဖော်နိုင်ဖို့အတွက်ပြည်သူလူထုလက်ထက်ကိုအာဏာပြန်အပ်ခဲ့တာဖြစ်ပါတယ်။ဒီလိုအာဏာပြည်သူ့ဘဝကိုအကောင့်တွေဖော်ပေးနိုင်ဖို့လိုအပ်မှာဖြစ်ပါတယ်။ ဒီအတွက်ကျွန်တော်တို့အစိုးရဘက်ကဟာပြည်သူလူထုအတွက်ကြိုးပမ်းဆောင်ရွက်သွားမှာဖြစ်လို့လူထုရဲ့အခုလိုပွဲတွေမှာတသားရဲ့ရည်တည်သွားနိုင်ဖို့အတွက်လည်းလူထုကနေကျင်းပပြုလုပ်တဲ့အခမ်းအနားပွဲများအဖြစ်ကျွန်တော်တို့နောင်နောင်ခမ်းနောင်ရကိုလည်းဆောင်ရွက်သွားမယ်လို့အသိပေးလိုပါတယ်ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌဦးတင်မောင်ထွန်းကဝန်သားနုစိတ်တက်နဲ့အမျိုးသားနေအောင်ပွဲကိုစီစီလုံးလုံးလက်ဆင့်ကန်ကျင်းပဖို့ပြောပါတယ်။ငယ်ကျက်အ တို့အဲဥတွေကိုစိုက်ကြည့်တပိတ်ပေါက်ရာကနေပြီးတော့လွတ်လပ်ရေးပန်းတိုင်ချီကိုကျွန်တော်တို့ဒီဥတီလာနေတဲ့ဒီနေ့ဥယောတာနေ့ဖြစ်တဲ့အောင်ပွဲနေ့ဖြစ်တဲ့ကျွန်တော်တို့ကတတ်မှတ်လာခဲ့ပြီးတော့ကျွန်တော်တို့ရဲ့ကျိုးပန်းမှုတမိုင်းကနေပြီးတော့မြို့သားတွေအောင်ပွဲကိုနေ့စဉ်နေ့တိုင်းကျင်းပပြီးတော့မြို့သားရေးဝေတာမှုတွေကစိတ်ကြက်တွေကိုဝေးပွားပြီးတော့ကျွန်တော်တို့အားလုံးစီးဆုံးရင်းမြို့ဖြစ်တဲ့လက်စစ်ကမ်းပြီးတော့အမြဲတမ်းပဲ ဒီအောင်ပွဲလေးကိုသိပါဖို့လိုအပ်ပါတယ်ဒီနေ့မှာပဲ88မျိုးဆက်ငင်းညာရေးနဲ့ပွင်လင်းလူအဖွဲ့စည်းဗမာနိုင်ငံလုံးဆိုင်ရာចောင်းသားတက်မကများအဖွဲ့ချုပ်တက်ကတော်ចောင်းသားများတက်မကစတဲ့ចောင်းသားတက်မကတွေဥဆောင်ပြီးဗဟန်းမြို့နယ်ရွှေတကုံအရှိဘက်မုတ်ကျေးတွန်းဖရကနေတပိတ်မောက်ចောင်းသားများកောင်စီចောက်တိုင်နဲ့ရန်ကုန်တက်ကတော်အဲ့ဥပဒေကိုတပိတ်မောက်ဖို့တစ္ဆာအဋိဌံပြုခဲ့တဲ့ရွှေတကုံဇေဒီဖရဘော်ကចောက်တိုင်တွေကိုအလေးပြုဖို့ချီတက်ခဲ့ကြပါတယ် မြန်မာနိုင်ငံလုံးဆိုင်ရာចောင်းသားတက်မကများအဖွဲ့ချုပ်ဘက်ကတာနဲ့တက္ကသိုလ်ចောင်းသားတက်မကများစတဲ့အဖွဲ့အစည်းတွေရဲ့ထုတ်ပြန်ချက်တွေကိုဖတ်ကြားခဲ့ပြီးဘက်ကတာအဖွဲ့ချုပ်ရဲ့အမျိုးသားအောင်ပွဲနေ့ပန်ကြားလော်ကိုဘက်ကတာចောင်းသားကိုနန္ဒာဆင့်အောင်ကဖတ်ကြားခဲ့ပါတယ်။မိုးသားရဲ့အမော်ဒီလေးရဲ့အတွက်ចောင်းသားလုံဆောင်မှုဖြစ်အမျိုးသားလုံဆောင်မှုဆင့်ပြီးတော့ညစ်တဲ့ပေးလိုက်ကြတော့အခြေခံကြောင်းဆုံးဖြစ်တဲ့ဖြစ်သည်။တော့စနေချိန်တွင်ကျွန်တော်တို့မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားတွေဒီမိုကရေစီရေးကျောင်းသားတို့ခွေးနာပေါ်အာမခံပေးလာပြီတောင်းဆိုတဲ့စစ်ချာဆွဲကိုင်းတောင်းဆိုဇက်ကတိုက်တော်ဝင်နေတာဖြစ်သည်ဒီကနေ့အမျိုးသားအောင်ပွဲနေ့အခမ်းအနားကိုနိုင်ငံရေးပါတီတွေနိုင်ငံတကာသားတမန်တွေအရက်ဖက်အဖွဲ့အစည်းတွေတက်ရောက်ခဲ့ပြီးတိုင်းရင်းသားဈေးရောင်းပွဲတော်စတုဒီတာကျွေးမွေးတာတွေအမျိုးသားအောင်ပွဲနေ့အမှတ်တရပစ္စည်းနဲ့ဓာတ်ပုံတွေပြသခဲ့ပြီးအခမ်းအနားမှာ 88မျိုးဆက်ငင်းချင်းကြီးနဲ့ပွင်လင်းလူဖွဲ့စည်းကဦးမင်းကိုနိုင်နဲ့ကိုလေးအင်းဝဂုံကြီးတို့ကဟောပြောခဲ့ကြပါတယ်ခင်ဗျာ။ RFA သတင်းမဂဇင်းအစီအစဉ်ကိုထုတ်လွှင့်နေရပါ96ကြိမ်မြောက်အမျိုးသားအောင်ပွဲနေ့အခမ်းအနားကိုရန်ကုန်မြို့ NLD ရုံးချုပ်မှာနိုဝင်ဘာ24ရက်နေ့ကကျင်းပခဲ့ပါတယ် NLD နိုင်ရကသူရဦးတင်ဦးနဲ့နိုင်ငံရေးအသိုင်းအဝန်းကလူပုဂ္ဂိုလ်တွေအမျိုးသားအောင်ပွဲနေ့အကြောင်းပြောကြားခဲ့ပါတယ် RFA သတင်းသားကိုသိရထွန်းကအောက်နှုတ်တင်ပြထားပါတယ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နိုင်ရကသူရဦးတင်ဦးကရှမ်းပြည်နယ်မြောက်ပိုင်းမှာဖြစ်ပွားနေတဲ့တိုက်ပွဲတွေနဲ့ပတ်သက်ပြီးကန့်သက်စစ်ဆိုတာကိုလက်မခံနိုင်ကြောင်းပြောပါတယ်အခုပြောတယ် ဒါလည်းကန္တဆင်းဆိုတဲ့စကားလုံးပြောတယ်ကျွန်တော်လည်းမခံဘူးဒါဟာဒီတမယိုးကြတိုက်ရတဲ့ကျွန်တော်တို့ဒီခေကန္တအကြောင်းကိုအခြေခံပြောတာဒီအချိန်နေမရောက်ပါဘူးအခုဟာကကပောက်ကြီးကပောက်ကြစူပေါင်းပြီးပြစ်တာခတ်တာတော့ပဲရှိပါတယ်ဒါပေမဲ့ကျွန်တော်တို့ခေါင်းဆောင်ကပြောပြောနေတဲ့ဥစ္စာလာပါပြစ်ခတ်ပြီးလုတ်ကြတာနေမစဉ်းစားရပါနဲ့ထိုင်မှာလက်နဲ့တွေဘေးခဏချတာပါ လိုချင်တာပြောပါလက်ရှိအချိန်ဟာစိုးရင်အားငယ်စိတ်ထက်ကြနေရမယ့်အချိန်မဟုတ်ပဲအစိုးရတက်မတော့တိုင်းရင်းသားအားလုံးနဲ့နိုင်ငံရေးအင်အားစုတွေအတူတကလက်တွဲပြီးညီညွတ်မှုအင်အားနဲ့စင်ခေါ်မှုတွေကိုရင်ဆိုင်ရမယ့်ခါလာဖြစ်တယ်လို့လည်းဥတည်ဦးကပြောပါတယ်။လာမယ့်2020ရွေးကောက်ပွဲမှာနိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD တစိုက်ကိုကြည့်ပြီးမဲပေးကြတော့မှာမဟုတ်ပဲပြည်သူတွေအပေါ်မှာဘလောက်အကျိုးပြုနိုင်တယ်လဲဆိုတဲ့အချက်ကိုကြည့်ပြီးသားမဲပေးကြတော့မှာဖြစ်တယ်လို့ဥတည်ဦးကသတိပေးခဲ့ပါတယ်။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါအောင်ဆန်းစုကြည်ကစစ်မှန်တဲ့အမျိုးသားရေးစိတ်ဓာတ်အခြေခံဟာသဘောထားကြီးမှုနဲ့ကျယ်ပြန့်တဲ့အမျိုးအမြင်ဖြစ်ကြောင်းကျင်းမြောင်းတဲ့အမျိုးသားရေးအမြင်တွေဟာတိုင်းပြည်ကိုအကျိုးမပြုနိုင်ဘူးလို့ပြောခဲ့ကြောင်း NLD အရန်ဘိုအလုံးမှုဆောင်အဖွဲ့ဝင်ဒေါက်တာမျိုးညွန့်က NLD ပါတီရဲ့ကြေညာချက်ကိုဖတ်ကြားခဲ့ပါတယ်။88မျိုးဆက်ငင်းကြဲရေးနဲ့ပွင့်လင်းလူအဖွဲ့အစည်းကကိုညံလင်းအောင်ကဒီနေ့အမျိုးသားနေ့ရဲ့ဆောင်မှုကအမျိုးသားညီညွတ်ရေးမှသည် ဒီမိုကရေစီဖက်ဒရယ်ပြောင်းစုဆိုပြီးဖြစ်တဲ့အတွက်ပြည်သူတွေအားလုံးလက်တွဲဆောင်ရွက်ဖို့လိုတယ်လို့ပြောပါတယ်အမျိုးသားနေ့အမျိုးသားအောင်ပွဲနေ့ရဲ့ဆောင်ပုဒ်ကဒါမျိုးသားညီညွတ်ရေးမှသည်ဒီမိုကရေစီဖက်ဒရယ်ပြောင်းစုစီတို့ဆိုတဲ့ဆောင်ပုဒ်ကိုကျွန်တော်ရွေးချယ်ထားပါတယ်။ဒါကကျွန်တော်တို့ရဲ့ပန်းတိုင်ဖြစ်တဲ့ဖက်ဒရယ်ဒီမိုကရေစီပြောင်းစုကိုတည်ဆောက်နိုင်မှသာလျှင်မြမာပြည်ရဲ့ဒီညီညွတ်ရေးလည်းရမယ်။မြမာပြည်ဖွံ့ဖိုးတိုးတက်ရေးကိုလည်းအထောက်အကူပြုနိုင်မယ်။အဲ့လို ကိစ္စတွေကိုဖြေရှင်းနိုင်ဖို့ဆိုတာတိုင်းသားပြည်သူတရက်လုံးဟောဒီနိုင်ငံပါတီတွေအားလုံးရပ်ဖော်ဖော်စည်းအားလုံးပြည်သူလူထုတရက်လုံးဥပေါင်းပါဝင်စူးစမ်းမှသာဒီအောင်ဝဲကိုဆင်နိုင်မှာဖြစ်ပါတယ် င်္ဂလိပ်အစိုးရအုပ်ချုပ်စဉ်1920ခုနှစ်ဒသမုန်းလပိတ်ကျော်10ရက်နေ့ကရန်ကုန်တက္ကသိုလ်ကျောင်းသားတွေဥဆောင်ပြီးအင်္ဂလိပ်ကိုလိုနီအစိုးရရေးဆွဲထားတဲ့ရန်ကုန်တက္ကသိုလ်ဥပဒေကျမ်းကိုစန့်ကျင်ဆန္ဒပြခဲ့ကြပါတယ်။ဒီတပိတ်တိုက်ပွဲဟာမြန်မာနိုင်ငံအနှံ့ကိုပြန့်နှံ့ပြီးကျွန်းပညာရေးကနေသခင်ပညာရေးအမျိုးသားပညာရေးလှုပ်ရှားမှုကြီးအထိပြောင်းလဲခဲ့ပါတယ်။အဲ့ဒီနေ့ကိုဂုံပြူတဲ့အနေနဲ့မြို့သားနေဓမ္မမဟုတ်မြို့သားအောင်ဝဲနေအဖြစ်သတ်မှတ်ခဲ့ကြပါတယ်။ ဒီဘွဲမှာမြို့သားအောင်ဝဲနေနဲ့ပတ်သက်ပြီးစာရေးဆရာကဗျာဆရာတွေလည်းတက်ရောက်ဟောပြောခဲ့ကြပါတယ်96ကျင်းမြောက်မြို့သားအောင်ဝဲနေအခမ်းအနားကိုရန်ကုန်မြို့ပြည်သူ့ရှင်ပြည်မှာအစိုးရဖွဲ့နဲ့အတူចောင်းသားတမကတွေ88မျိုးဆက်ရင်းကျင်းရင်းနဲ့ပွင့်လင်းလူအဖွဲ့စည်းနဲ့ပြည်သူတွေစုပေါင်းပြီးဒီနေ့ညနေပိုင်းမှာကျင်းပခဲ့ကြသလိုအခြားပြည်နယ်နဲ့တိုင်းတွေမှာလည်းနိုင်ငံရေးပါတီတွေចောင်းသားတမကအဖွဲ့တွေကဥဆောင်ပြုလုပ်ခဲ့ကြပါတယ်ခင်ဗျာလွတ်လပ်တဲ့အာရှအသံ RFA ရဲ့ဒေသမဂ္ဂဇင်းအစီအစဉ်ကိုထုတ်လွှင့်နေရပါပါ မြန်မာနိုင်ငံမှာဖြစ်ပွားနေတဲ့စစ်ပွဲတွေထဲမှာတာဝန်ထမ်းဆောင်ခဲ့ရတဲ့ကလေးစစ်သားတွေဟာစစ်မှုထမ်းဘဝကလွတ်မြောက်လာပေမဲ့လူမှုအတိုင်းဝိုင်းနဲ့ပြန်လည်ဝင်ရောက်လာတဲ့အခါမှာစိတ်ပိုင်းရုပ်ပိုင်းဆိုင်ရာဆုံးရှုံးမှုတွေကြုံတွေ့နေရဆဲဖြစ်ပါတယ်။အပြည့်အစုံကို RFA ဝန်ထမ်းသားကိုကြီးကတင်ပြထားပါတယ်။ဦးပြင်းနဲ့ရာသီဥတုအောက်မှာကိုင်းစီတဲ့အလုပ်ကိုလုပ်နေရပေမဲ့ဒီလုပ်ဟာသူ့အတွက်အရင်ကတည်းကလုံခြုံစိတ်ချရတဲ့အလုပ်ဖြစ်တယ်လို့ကလေးစစ်သားဟောင်းမောင်စုတက်ထူးကလက်ခံထားပါတယ်။ဒီလုပ်ဟာသူ့ရဲ့ကလေးစစ်သားဘဝအတိတ်ရဲ့အရေးစိုးအောက်က လွတ်မြောက်ရလမ်းကြောင်းလေးဖြစ်တယ်လို့ဆိုပါတယ်။မောင်စုတက်သူအသက်16နှစ်အရွယ်မှာစစ်သားစုဆောင်ရေးတပ်ရဲ့ဖမ်းဆီးခြင်းကိုခံခဲ့ရတာပါ။အဲ့ဒီနောက်မှာတော့သူဟာနှစ်နှစ်တိတိတပ်မတော်မှာစစ်မှုထမ်းခဲ့ရပါတယ်။ပေါ်ရဖုန်ကြီးဖမ်းခံရတာဖမ်းတာမင်းနဲ့စစ်တဲ့ဝင်မလားထောင်းတဲ့ဝင်မလားတူကကျွန်တော်ကလမ်းအောင်ရပါဘူး။မင်းနဲ့ထောင်းတဲ့ဝင်တော့မင်းနဲ့အမင်းနဲ့အပြတ်မတွေ့ရဘူးလေအကြိုက်နေရပါမင်းနဲ့ စစ်တဲဝင်မယ်ဆိုရင်တော့ခွင့်ရတယ်အဲ့ဒါနဲ့ကျွန်တော်ဝင်မယ်ဆိုပြီးတော့ဝင်လိုက်စစ်တင်တဲ့လေးလောက်ွဲအပြီးမှာတော့ကရင်ပြည်နယ်ကရှေ့တန်းစစ်မြေပြင်ကိုသူအဖို့ခံခဲ့ရပါတယ်နောက်ဆုံးမှာတော့သူ့အမေနဲ့ကလေးစစ်သားလွတ်မြောက်ရေးလှုပ်ရှားတဲ့အဖွဲ့အစည်းတွေရဲ့အကူအညီကြောင့်သူဟာကလေးစစ်သားဘဝကလွတ်မြောက်ခဲ့ပါတယ်ဒါပေမဲ့လို့နှစ်နှစ်တိတိကလေးစစ်သားဘဝနဲ့ကြုံတွေ့ခဲ့ရတဲ့စိတ်ပိုင်းရုပ်ပိုင်းဆိုင်ရာဆုံးရှုံးမှုတွေကိုတော့သူပေးဆက်နေရဆဲဖြစ်ပါတယ်အမှားလုံးမိရဲ့အရာလည်းခံရတယ်အဲ့လိုမျိုးရှိတယ်မှာ အဲ့ရနည်းနည်းမှားသွားတာလို့ပြောတယ်ကျွန်တော်ထိုးကျွန်တော်ရလေအဲ့ဖြောက်တော့တောက်တော့သွားတာအဲ့တော့မြန်မာနိုင်ငံတိုင်းရင်းသားဒေသတွေထဲမှာဖြစ်ပွားနေတဲ့စစ်ပွဲတွေထဲမှာကလေးတင်ငယ်တွေဟာသားကောင်တပွဲအတုံးချခံနေရတာပါမြန်မာစစ်တပ်နဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေကိုကလေးစစ်သားအတုံးပြူနေတာတွေမလွတ်ဖို့ကုလသမဂ္ဂအဖွဲ့ကြီးကအကြိမ်ကြိမ်ပြောဆိုခဲ့ပါတယ်မြန်မာစစ်တပ်ရဲ့စစ်အင်အား၅သိန်းထဲမှာ ကလေးစစ်သားဘယ်လောက်ရှိနေတယ်ဆိုတာကိုဘယ်သူမှမသိနိုင်ပါဘူး။ကုလသမဂ္ဂအဖွဲ့ကြီးရဲ့တောင်းဆိုမှုကြောင့်2012ခုနှစ်မှာတော့မြန်မာစစ်တပ်ထဲမှာစစ်မှုထမ်းနေတဲ့ကလေးစစ်သား800လွတ်မြောက်လာခဲ့ပါတယ်။မောင်စုတထူးဟာဒီအထက်ကတယောက်ဖြစ်ပါတယ်။မြန်မာစစ်တပ်ကကလေးစစ်သားစုဆောင်းတာကိုရပ်တန့်တော့မယ်အကြောင်းကတိပေးထားပါတယ်။ဒါပေမဲ့လို့ကလေးစစ်သားစုဆောင်းနေသေးပဲလို့လေ့လာသူတွေကပြောပါတယ်။ Many communities also do not want to have among themselves uh, ဘယ်လူအတိုင်းဝိုင်းမစိုးလူဖွဲ့စည်းတဲ့မှာလက်နက်ကိုင်းပြီးစန့်ကျင်တိုက်ခတ်ခဲ့တဲ့ကလေးတငယ်တူကိုလက်မခံလို့ရပါဘူး။ဒီကိစ္စတွေပပြောင်းအောင်လူဖွဲ့စည်းကလည်းလူလူလန်းလန်းလက်ခံမှုရှိဖို့ကအရေးကြီးလာပါတယ်။ဒါမှလည်းကလေးတငယ်တွေကလူအတိုင်းဝိုင်းနဲ့ပြန်ရောက်လာမှာပါလို့ကုလသမဂ္ဂကလေးများရန်ပုံရေးအဖွဲ့ UNICEF ရဲ့မြန်မာနိုင်ငံဆိုင်ရာကိုယ်စားလှယ် Bad Friend Bunnyberg ပြောပါတယ်။မောင်စုတက်ထူအတွက်ကတော့အတိတ်ကကလေးစစ်သားဘဝမှာကြုံတွေ့ခဲ့ရသမျှဟာဘလို့မှမီးဖြောက်လို့ရမှာမဟုတ်ပါဘူး။ဒါပေမဲ့လို့အချိန်နဲ့တိကျခြင်းတရားဟာ သူ့ဘဝကိုကုစားနိုင်လိမ့်မယ်လို့မောင်စုတတူကမျှော်လင့်ထားပါတယ်ခင်ဗျာ RFP ဒီမြန်မာညာအစီအစဉ်လေးကို Asia Set 3ဂျူဒူနဲ့ New Skies ဂျူဒူတွေကနေဖမ်းယူကြည့်ရှုနိုင်ပါတယ်။တလင်းလာနေကနေတောက်ကြန်နေအထိနေ့စဉ်အစီအစဉ်တွေထုတ်လွှင့်ပေးနေပြီးစနေနေ့မှာအပတ်စဉ်ရုပ်သံမဂ္ဂဇင်းအစီအစဉ်ကိုထုတ်လွှင့်ပြီးတနင်္ဂနွေနေ့မှာပြန်လည်ထုတ်လွှင့်ပေးနေပါတယ်။ 2016ခုနှစ်နိုဝင်ဘာလသရုပ်သားပတ်အတွက်လွတ်လပ်တဲ့အာရှအသံ RFA ရုပ်မြင်သံကြားစီစဉ်တွင်လည်းဒီမှာရင်ပြီးဆုံးပါပြီ။ကြီးကြီးကျယ်ပြည့်တဲ့အားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်။မင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေ။